မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးဇွန်လ14ရက်နေ့စိတ်ဝင်စားဝယ်ထိတ်တန့်ရောက်တဲ့များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမအဆုံးတရင်နေနဲ့မော်လမြိုင်မြို့ရှိပြည်내အစိုးရရုံးနဲ့ဝင်ကြီးအိမ်ယာကိုဒရုန်းဖြင့်ပုံကျဲတိုက်ခတ်မှုစစ်တပ်ဘက်မှအရာရှိနှစ်ဦးသေဆုံးဆွဲတဲ့တွင်ဖြစ်ပါရရှင် မွန်ပြည်နယ်မော်လမြိုင်မြို့ရှိပြည်နယ်ဆိုရရှုံနယ်ဝန်ကြီးအိမ်ရကိုဒရုန်းဖြင့်ပုံကျဲတိုက်ခတ်ရာစစ်တပ်ဘက်မှအရာရှိတို့သိဆုံးခဲ့ကြောင်း Saw Dragon Drone Force SDDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဇွန်လ12ရက်နေ့မော်လယ်3နာရီခန့်တွင်မော်လမြိုင်မြို့ရှိပြည်နယ်ဆိုရရှုံနယ်ဝန်ကြီးအိမ်ရကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းဖြင့်ပုံကျဲတိုက်ခတ်ခဲ့ကြောင်းသိရသည် ရှင်တိုက်ခိုက်မှုအတွင်းဥပရေချုပ်အင်းကိုထိမှန်ကအကျန်းဖက်စစ်တပ်ဘက်မှရရှိနေသည့်ဆုံးခဲ့ပြီးအကျန်းဖက်စစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးဒရုန်းများဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ စစ်ကွေးတွေဘက်ကအရာရှိတို့တိတ်ဆုံနေတော့တည်ရတယ်ပြည်သူတွေတော့ထိခိုက်တော့မရှိပါဘူးကျွန်တော်တို့ဘက်ကိုစစ်ကွေးတွေကလက်နက်ကြီးတွေ drone တွေနဲ့ပြန်တိုက်ခိုက်တာတော့ရှိပါတယ်တော်လရင်တပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုစောဒရဂွန် drone 4 STDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုစောဒရဂွန် drone 4 STDF ရှာတူအောင်နေပညာတပ်ဖွဲ့ Air Force drone force Sky Warrior drone force နဲ့ဒေသခံမွန်ပြည်နယ်ပကဖတပ်ဖွဲ့တွေကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရတယ်ဆက်လက်ပြီးရှေးပြူမြို့နယ် ဧကနေ့ကြေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်ဆက်တိုက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ3တေဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္လာရီတိုင်းရှိပြမျိုးနဲ့ဧကနေ့ကြေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြံဘက်စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ3တေဆုံးခဲ့ကြောင်းရှိပြမျိုးနဲ့ပြည်သူ့ကော်မတီအဖွဲ့ကပြောဆိုသည်။မေလ29ရက်နေ့တွင်ရှိပြမျိုးနဲ့ဧကနေ့ကြေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြံဘက်စစ်ကောင်စီတပ်သားများနဲ့ရှိပြမျိုးနဲ့ပူပေါင်းမှမိတ်တပ်ဖွဲ့တို့နှစ်ရက်ကြာထိတွေ့ ိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထိုတိတိတိုက်ပွဲတွင်အကြံဖက်စစ်တပ်မှ၃ထပ်မင်းတီဆုံးကထိခိုက်ဒဏ်ရာသူအများပြားရှိပြီးအကြံဖက်စစ်ကောင်စီတပ်သားများပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရသည်။အဆိုပါတိုက်ခိုက်မှုကိုရှေးပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှေးပြူပကဖောင်တဝဲခဲအမှတ်၁တရင်တီဝမ်တဝဲပြည်သူ့လူမျိုးရေးတပ် TPLF တရကစစ်ကြောင်းဒေါ်နာတရင်တက်ခွဲ၆ဝင်းဟင်တက်ခွဲ9 LBF နကနီပြောက်ကြတပ်ဖွဲ့ရွှေပြည်လုံးတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်ရွှေပြည်မြို့နယ်ပ ူပေါင်းမှမယ်အဖွဲ့တွေစုဖွဲ့မှုပုံမှုကောင်းမွန်စွာဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ချိန်မုံသွားမည်ဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့်လည်းပြည်သူလူထုနှင့်အတူအမြဲဆုံးပူပေါင်းပါဝင်ကြရန်ရွှေပြည်မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မှအတည်ပြုနှိုးဆော်ထားသည်ရှခုဆလံပြီးဖာကက်တောင်ရကုန်းရွာမှာပြည်သူ၃ဦးကိုစစ်တပ်ကရဲရဲဆက်ဆက်ပစ်တက်ခဲ့ပြီးစစ်တပ်၏တပ်ဖြတ်မှုကြောင့်တေဆုံသူပြည်သူ26ဦးထိရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်ဘာကဲ့မြို့နယ်တောင်ရုံကျေးရွာမှာပြည်သူ၃ဦးကိုစစ်တပ်ကရဲရဲစက်စက်ပစ်တက်ခဲ့ပြီးစစ်တေးပစ်ကတ်မှုကြောင့်တိတ်ဆုံးသူပြည်သူ26ဦးထိရှိလာကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်ဇွန်လ23ရက်နေ့မှော်စီစာဘုရားကုန်းမှာစစ်ကောင်စီတပ်များကတောင်ရုံကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာကြောင်းရှင်နောက်ပြည်သူ၃ဦးကိုရဲရဲစက်စက်ပစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းပြည်သူ၃ဦးကိုတပ်ဖြတ်ရတဲ့အပိုင်းမိုင်းဖြတ်ရတပ်ဖြတ်ထားခြင်းမျက်စိများကိုထိုးပေါက်တပ်ဖြတ်ထားခြင်းနဲ့ဦးခေါင်းကိုအစိမ့်စိမ့်မှော်မှော်ဖြစ်အောင် င်ဆိုင်တဲ့တပ်ဖြတ်ထားခြင်းတို့ဖြင့်အလွန်ရက်ဆက်သောတပ်ဖြတ်မှုများကိုလှုံ့ဆော်ခဲ့ကြောင်းအလောင်းများကိုလုံခင်းတုတ်တန်တွင်စစ်တပ်ကဆွန့်ပစ်ခဲ့ကြောင်းသိရှိရသည်။မော်စီစာကနေထွက်လာတဲ့စစ်ကြောင်းကတောင်ရကုန်းကျေးရွာရောက်တဲ့အချိန်မှာအရိယော်ကပြည်သူ၃ကိုတတ်ထားတယ်၊တအူးကိုအပိုင်းပိုင်းဖြတ်ထားတယ်၊နောက်တအူးကိုကြာတော့မျက်စိတွေထိုးပေါက်ပြီးတတ်ထားတယ်၊နောက်တအူးကတော့ဦးခေါင်းကိုရစရာမရှိအောင်ရိုက်နှက်ထားတယ်၊ပြည်သူနောက်တအူးကိုလည်းလုံခင်းတုတ်တန်မှပြတ်တတ်ထားတယ်ဟုဒေသပြည်သူတအူးကရှင်းပြသည်။ ထို့ပြင်စစ်တပ်ကတောင်ရံကုန်းကျေးရွာမှာပြည်သူ50ဦးကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးခဲ့ပြီးတောင်ရံကုန်းတာယာကုန်းနဲ့အမိုက်ပုံဘက်သို့စစ်ကြောင်းထိုးခဲ့ကဖားခဲမြို့သို့စစ်အင်အား50ဖြင့်ဝင်ရောက်သွားခဲ့ကြောင်းဖမ်းဆီးခံထားရသောပြည်သူတို့ချို့ပြန်လွတ်တော်လဲအများစုဖမ်းခံထားရဆဲဖြစ်ကြောင်းသိရှိရသည်ထို့သူစွန်လန်းစနေရနေ့နနက်6:00နာရီအချိန်စစ်တပ်ကတပ်ဆွဲထားသောမော်စီစာဖျားကုန်းအနေမော်စီစာလမ်းစုံတွင်ပြည်သူ၃ဦးကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းသိရှိရသည်အကြမ်းဖက်စစ်ကောင်စီတပ်ကမေလာနောက်ပိုင်းမှစတင် ဖာကဲမြို့နယ်အတွင်းသို့ဝင်ရောက်လာခဲ့ပြီးရှင်းအချိန်မှစတင်၍ပြည်သူများကိုစစ်တိုက်တပ်ဖြတ်ခဲ့ရာရှင်းနေစွန်လာ14ရက်နေ့အထိစစ်တိုက်တပ်ဖြတ်မှုကြောင့်တိုက်စုံသူ26ဦးထိရှိလာပြီဖြစ်ကြောင်းသိရှိရသည် ဆက်လက်ပြီးမုံရွာထောင်မှထောင်ပြောင်းရွှေ့ခံရတဲ့နိုင်ကျင်းများကို အိုးဖို့ထောင်အနာပိုင်များကဝိုင်းဝန်းဆိုင်နေ၍ငါးဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရဆွဲတဲ့တွင်တင်ဆက်ပေးပါမယ်ရှင်။မုံရွာချင်းထောင်မှထောင်ပြောင်းရွှေ့ခံရတဲ့နိုင်ကျင်းများကိုအိုးဖို့ထောင်အနာပိုင်များကဝိုင်းဝန်းဆိုင်နေ၍ငါးဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကွန်ရက် PPNN မှဘူဦးဆောင်ကော်မတီဝင်ကိုတိုက်ထုံးကရှန်ကုန်ခဲ့တဲ့တွင်ဌာနထံသို့ပြောဆိုသည်။ ဇွန်လ12ရက်နေ့နဲ့အစောပိုင်းတွင်ထောင်ပြောင်းရွှေလာသည့်နိုင်ငံရေးအကျဉ်းသားများကိုအိုဘိုထောင်မှထောင်အာဏာပိုင်များကဝိုင်းဝန်းဆိုင်နေမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားများအနည်းဆုံး50ဦးသည်ဦးကောင်လက်နှင့်နောက်ကျောတလျှောက်တွင်ထိရှောက်ပေါက်ပြဲတရားများရရှိခဲ့ခြင်းဖြစ်ပြီးအသက်ရှင်ပိုင်ခွင့်များပင်ချိန်ချောက်ခံရကြောင်းသိရှိရသည်။ ်နိုင်ငံရေးအကျဉ်းသားနှင့်အခြားရာဇဝတ်အကျဉ်းသားစုစုပေါင်း200ဝန်းကျင်ခန့်ကိုရင်းနှီးမွန်လွေ12နိုင်ဝန်းကျင်ခန့်တွင်မန္တလေးဥပ္ပိုလ်ထောင်သို့ရောက်ရှိခဲ့ပြီးကုန်တင်ငါးစီပေါ်မှခက်မဲအမျိုးသား150ဦးဝန်းကျင်ပါဝင်ခဲ့ပြီးကုန်တင်ငါးတစီတွင်အမျိုးသမီးများပါဝင်ခဲ့ကြောင်းဥပ္ပိုလ်ထောင်ဘဝအဝင်တွင်ထောင်ပြောင်းရွှေ့ရောက်လာသူအလုံးနေပါကိုအကျဉ်းဥစည်းဝင်နှင့်များနှင့်ရှဲတက်ဖွဲ့များကရောဘတ်တို့တသားတို့များဖြင့်ဝိုင်းဝန်းဆိုင်နှက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည် လက်ရှိတည်ထားသလောက်ကနိုင်ငံရေးအကျဉ်းသားတွေကလည်းအများကြီးရိုက်ခန့်ထားရတာအဝင်းမာကလေးကလုံခြုံရေးကိုအကြောင်းပြပြီးလန်ခရီးမှာသူတို့လွယ်လွယ်ကူကူမရောက်ခဲ့တဲ့အခြေအနေတွေကိုအကြောင်းပြရတဲ့ဆိုတဲ့သတင်းစကားတွေလည်းကျွန်တော်တို့ကြားရပေါ့နော်။ဒါပေမဲ့ဘလို့အခြေအနေပဲဖြစ်နေပါစေသူတို့တွေရဲ့လက်ထဲမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေရောအကျဉ်းသားတွေအပေါ်မှာအခုလိုမျိုးလက်လွတ်စပယ်လှုပ်ဆောင်တာမျိုး လူတယောက်ရဲ့အသက်ကိုချိန်ချောက်နိုင်လောက်အောင်ထိညှဉ်းပန်းနှိပ်စက်တက်ပြတ်တာလက်လွတ်စပယ်အခုလိုမျိုးရှမ်းနဲ့နှိပ်စက်နေတာကတော့လုံးဝလက်သက်မခံနိုင်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်ဟုကိုတိုက်ထုံးကပြောဆိုသည်ထို့ပြင်အိုးဘူအချင်းတောင်ကြီးစိုးဝါလာသည့်လောက်ရက်များအတွက်လည်းထိရောက်သည့်အပြစ်ပေးအရေးယူမှုများကိုဖော်ဆောင်နေရန်လိုအပ်ကြောင်းကိုတိုက်ထုံးကဆက်လက်ပြောဆိုသည် မန္တလေးဥပိုလ်ကျန်းတောင်ကထောင်နှင်းသိဆုံးမှုတွေစီမံခန့်ခွဲမှုတွေအများကြီးပဲကျူးလွန်နေတဲ့ထောင်တစ်ခုဖြစ်ပါတယ်။ဒီထောင်မှာရှိနေတဲ့အကျဉ်းဦးစီးဝန်ထမ်းတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ရောထုံလင်းအင်အားစုတွေအနေနဲ့ရောထိရောက်တဲ့အပြစ်ပေးအရေးယူနိုင်ရင်တရားမျှတမှုဖော်ဆောင်နိုင်ရင်ပိုပြီးကြိုးစားဖို့လိုအပ်တယ်။သူတို့တကယ်လက်တွေကြောက်တာကမြေပြင်အခြေအနေဖြစ်ပါတယ်။ကျွန်တော်တို့ statement ထုတ်နေရောရှုတ်ချနေရောနဲ့သူတို့တွေနားလေတာမဟုတ်ပါဘူး။အဲဒီတော့မန္တလေးအခြေပြုနေတဲ့အင်အားစုတွေအနေနဲ့အကျဉ်းဦးစီးဝန်ထမ်းတွေကိုဖန်ဆီးထိန်းသိမ်း ာကျွန်တော်တို့ရဲ့တော်လှန်ရေးအစိုးရရဲ့တရားရေးစီမံမှုအောက်မှာဒီလိုလူတွေကိုစီစဉ်တာဒါတွေကိုပို့ပြီးတော့မှပြည့်ပြည့်တသားနဲ့လှုပ်ဆောင်ပြပေးဖို့လိုအပ်တယ်လို့ပို့ပြီးမြင်လာပါတယ်ဒီပေါ်မှာကျွလွန်တဲ့လူတွေပအဝင်ပတ်သက်သူတွေကိုလည်းအတက်နိုင်ဆုံးဖော်ထုတ်နိုင်မှုကျွန်တော်တို့ဆက်ကြိုးစားသွားမှာဖြစ်ပါတယ်ကိုကိုတိုက်ထုံးကပြောကြားသည်သူပြင်အကျဉ်းသားများကိုမန္တလေးအို့ဘုအကျဉ်းထောင်မှမြင်းချက်နဲ့မကွေအကျဉ်းထောင်များဘက်သို့ထပ်မံရွှေ့ပြောင်းရန်ပြင်ဆင်လျက်ရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအသိပေးထုတ်ပြန်ထားသည် ဆက်လက်ပြီးကော့ဂရိတ်မှာစစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်အရှက်သား9ဦးတေဆုံးဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကော့ဘော်ရွာကျေးရွာမှာတိုက်ပွဲမရှိပဲစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးအပါဝင်ရက်သား9ဦးသေဆုံးသွားတယ်လို့ဒေသခံတွေကတန်လင်းတိုင်းကိုပြောပါတယ်။အခုရက်ပိုင်းတွင်ကော့ဂရိတ်မြို့မြောက်ပိုင်းကြေးရွာဖြစ်ကြတဲ့နောင်ထပ်ပန်နောင်ကွန်တေစတဲ့ကြေးရွာတွေနဲ့ကျုံတုံမြို့အနီးနားတစ်ဝိုက်ကကြေးရွာတွေထဲတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေလှုံ့ဆော်နေတာပါ။ဇွန်လ12ရက်နေ့မှာတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲကျုံတုံမြို့အခြေစိုက်စစ်ကောင်စီတပ်ခမရ945တိုင်ရင်ကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကော့ဘော်ရွာရဲလက်နက်ကြီးကြီးကြာရပောက်ကွဲခဲ့ရန်ကလေးနှုတ်ပအဝင်အရှက်သားခုနှစ်ဦးပွေချင်းမိတိဆုံးသွားခဲ့တယ်လို့နေမြေကန်တွေကဆိုပါတယ်။ဒါပြင်နောင်တပန်ကြီးရွာအတွင်စစ်ကောင်စီတပ်ရဲ့ပုံချဲတိုက်ခိုက်မှုကြောင့်ဒေသခံသူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနေမြေကန်တရင်ရှိမြစ်တွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကလည်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဆန္ဒကော့ရိတ်မြို့နယ်ပိုင်ရက်ကြီးရွာတွေကိုလေရင်နဲ့ပုံလံရောက်ကျဲချတိုက်ခိုက်ခဲ့ရာကလေးသုံးအပအဝင်အရှက်သားပြည်သူငေါသိဆုံးသွားပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ်။ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကစပြီးကွန်ကရစ်ကြုံလိုလမ်းမတစ်လျှောက်မှာစတင်ဖြစ်ပွားခဲ့တဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တို့ရဲ့နှစ်ဖက်စီရင်ဟာနှစ်လကြာတဲ့ဇွန်လ23ရက်နေ့အထိဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ကွန်ကရစ်ကြုံလိုတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ကွန်ကရစ်ကြုံတို့မျိုးအနီးအနားတစ်ဝက်ကဒေသခံပြည်သူတွေဟာလရှိအချိန်အထိနေရက်ကိုမပြောင်းနိုင်သေးဘူးလို့ထေတောင်းခံတွေရဲ့ပြောဆိုချက်အရသိရှိရပါတယ်ရှင်။